ထိုင်းနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပသွားမယ့်2025စီးကင်းပြိုင်ပွဲကြီးကတော့လာမယ့်ဒီဇင်ဘာလအတွင်းမှာစတင်ရှင်ပိုင်ကစားသွားဖို့ရှိနေပါတယ်။မြန်မာလင်မင်းသည်မြို့သမီးအသင်းရဲ့အုပ်စုပွဲစဉ်အချိန်စရာတွေထွက်ပေါ်လာခဲ့ပြီးတော့မြန်မာလင်မင်းသည်မြို့သမီးအသင်းရဲ့အသင်းပါဝင်တဲ့ပုံစံလေးတွေကိုလည်းပြောပြပေးသွားခြင်းပါတယ်။မြန်မာလင်မင်းသည်မြို့သမီးအသင်းဟာအုပ်စုအင်းနဲ့အုပ်စုဘီနှစ်ခုထဲမှာပါအုပ်စုဘီအတွင်းမှာကြာရောက်ခဲ့ပါတယ်။ နမကြီးမဟာပြိုင်မဲ့ပြင်းနဲ့အသင်းပါဝင်ခဲ့လို့ဖိလစ်ပိုင်အသင်းလည်းပါဝင်ခဲ့ပြီးတော့မလေးရှားအမျိုးသမီးအသင်းမှာပါဝင်ခဲ့ပါလေဒါကိုပြန်လည်ကြည့်ရမယ်ဆိုရင်တော့မြန်မာလေဝီစီအမျိုးသမီးအသင်းနေနဲ့အုပ်စုရင်းပြိုင်မဲ့တွေကိုခက်ခက်ခဲခဲရင်ဆိုင်ရှင်မြန်ကစားသွားဖို့ရှိနေရပြီဖြစ်ပါလေဒါပေမဲ့လည်းကျွန်တော်တို့မြန်မာလေဝီစီအမျိုးသမီးအသင်းနေနဲ့လက်ရှိအချိန်မှာနီပါကျော်ယူကီတက်ဆူရိုရဲ့ဥဆောင်မှုနောက်မှာအကောင်းဆုံးလေ့ကျင့်ပြင်ဆင်မှုတွေကိုအစွမ်းကုန်ပြုလုပ်နေတာကိုလည်းမြင်တွေ့ရပါလေ ဒါဟာကျွန်တော်တို့အတွက်ခွင်လန်းကောင်းနေပိုင်ဆိုင်တယ်မှာဖြစ်ပြီးတော့ပြီးခဲ့တဲ့အာဆီယံမြို့သမီးချန်ပီယံရှစ်ပြိုင်ပွဲမှာလည်းမြန်မာလက်ရွေးစင်မြို့သမီးအသင်းအနေနဲ့အဆင့်တစ်ခုဒုတိယသုတိယရှိအောင်ဆွမ်းဆောင်ပြနိုင်ခဲ့တဲ့မြင်ကွင်းတွေကိုမြင်တွေ့ရပါတယ်။ဒါတွေကိုအကောင်းဆုံးအသုံးချသွားပြီးတော့နီးပါးကျော် UK တက်ဆူရိုအနေနဲ့ဘလို့ပုံစံမျိုးလမ်းညွှန်မှုတွေနဲ့ဥဆောင်မှုတွေဇောက်ွက်ချင်းချင်းတွေပြုလုပ်သွားမလဲဆိုတာအင်မတန်စိတ်ဝင်စားစရာကောင်းနေပါတယ်။ လက်ရှိချိန်မှာအင်ရှင်ဖြစ်တဲ့ထိုင်းမျိုးသမီးလေဝီစင်အသင်းကိုရှောင်းလွှဲနိုင်ခဲ့ခြင်းကလည်းမြန်မာလေဝီစင်မျိုးသမီးအသင်းစီမီဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်မှုအခွင့်အလမ်းတစ်ခုကိုပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအုပ်စုရင်းပြိုင်မက်တွေမှာတကယ်ကိုအင်အားကြီးပြင်းတဲ့အသင်းပါတယ်။ဖိလစ်ပိုင်အသင်းဆိုတာကလည်းကစားရခက်မဲ့အသင်းဆိုရင်လည်းမမှားပါဘူး။ဒါကြောင့်လုံးဝပေါ်ပေါ်ပေပေရှင်းမြန်သွားလို့မရဘဲနဲ့ကြကုတ်ကြဲကျူးသားရှင်းမြန်မှလာနောက်ဆင့်ဖြစ်တဲ့စီမီဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာကတော့မြန်မာလေဝေးစင်မျိုးသမီးအသင်းကိုတော့လူငယ်သားမတွေပေါင်းဆက်မှုအခြားစီနီယာသားမတွေပေါင်းဆက်မှုနဲ့ပြည်တွင်းကအရေးတွေးရှိခြေစွမ်းခြေစားကောင်းမွန်တဲ့မျိုးသမီးသားမလေးတွေစုဖွဲ့ပြီးတော့ဂျပန်နိုင်ငံအထိသွားရောက်ပြီးတော့လေ့ကျင့်ခန်းခြေစွမ်းပွဲတွေပြုလုပ်စီစဉ်နေတာဖြစ်ပါတယ်။လက်ရှိမြင်ကွင်းကိုကြည့်ရမယ်ဆိုရင်တော့ပြည်သက်တွေအားပေးမှုအခိုင်အမာရရှိထားတဲ့သားမတွေမြောင်များစွာလဲပါဝင်နေပါတယ်။ ။ဒါကြောင့်ပြိသက်အပေးမှုကတော့ရောသွားခြင်းမရှိဘဲနဲ့မြန်မာလူမျိုးတွေမြို့သမီးအသိနဲ့သူတို့ရီမန်းထားတဲ့ရွှေစိတ်စုကိုရရှိဖို့ဘလို့ပုံစံမျိုးစွမ်းကုန်ကြိုးစားရှင်းမြင်သွားမလဲဆိုတာကျွန်တော်အလုံးဆက်လက်ဆော့မြို့ကြည့်ရှုရအောင်ပါလေဖြစ်ပါလေ။မန္တလေးပြည်မြို့သမီးအသင်းနီးပြချုပ်ယူကီတဆူရိုကတော့စီးကိန်းပြိုင်ပွဲအုပ်စုမဲခွဲမှုထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းပြည်သက်ကြီးကိုအခုလိုမျိုးပြန်လဲပြောကြားဖြေကြားလာခဲ့ပါတယ်။နီးပြချုပ်ယူကီတဆူရိုပြောကြားသွားချက်မှာတော့အခုလိုမျိုးဖြစ်ပါတယ်။ လက်ရှိအချိန်မှာမြန်မာလူမျိုးစိတ်မျိုးသမီးအသင်းနဲ့အင်ရှင်ဖြစ်တဲ့ထိုင်းလူမျိုးစိတ်မျိုးသမီးအသင်းကိုရှောင်လွှဲနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းအသင်းကြီးသင်းဖြစ်တဲ့ BNL အသင်းဟာကျွန်တော်တို့နဲ့ရင်ဆိုင်ရှင်ပြိုင်ရမယ်အခက်ခဲဆုံးပြိုင်မဲ့ဆိုရင်လည်းမမပါဘူး။ဒါပေမဲ့ကျွန်တော်တို့အားလုံးကြကုတ်ကြခဲနဲ့ရင်ဆိုင်ရှင်ပြိုင်သွားဖို့လည်းရှိပါတယ်။ ဖိလစ်ပိုင်မျိုးသမီးရဲ့အသင်းကတော့အားလုံးသိရှိပြီးသားအတိုင်းပါပဲ။ကမ္ဘာစင်ရက်တီချက်မှာမြန်မာလူမျိုးသမီးမျိုးသမီးအသင်းထက်ကောအခြားအသင်းတွေထက်ပါတာလုံးပိုခဲနေတဲ့မြင်ရင်းကိုကြည့်မယ်။သူတို့အသင်းဟန်ကမ္ဘာဖလားဝင်ငွေးနောင်ရရှိထားတဲ့အသင်းတွေဖြစ်ပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ဖိလစ်ပိုင်မျိုးသမီးလူမျိုးသမီးအသင်းနဲ့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာရှင်မြန်ကစားနိုင်ခဲ့တယ်။အကောင်းဆုံးသားနိုင်ခဲ့တယ်လို့လည်းထင်ပါတယ်။ဒါကြောင့်စီဂိမ်းပြိုင်ပွဲအုပ်စုပွဲစဉ်တွေအတွင်းမှာတော့အသင်းတိုင်းကိုအကောင်းဆုံးကျူးကျူးသားသားရှင်မြန်သွားမယ်။ ။ဒါမှမဟုတ်တွေကိုလည်းကျွန်တော်အကောင်းဆုံးလမ်းညွန်ပြသမှုနဲ့ကတော့ကွက်ခင်းချင်းကိုပြိသက်စိတ်တိုင်းညာဖြစ်စေရမယ်ဆိုပြီးလည်းပြောကြားသွားခဲ့ပါတယ်။ဒီဘက်ကျော် Yuki Tetsuro ကတော့လွေးချိန်မှုအဆုံးသက်ကိုဘလို့ပုံစံမျိုးပြင်ဆင်စရာတွေရှိသေးလားလို့မင်းမြတ်နဲ့ပုံမှာအခုလိုမျိုးပြက်ပြက်သားသားပြေကြားသွားခဲ့ပါတယ်။ပြိသက်ကြီးကိုပြောချင်တာပါလေ။လက်ရှိအချိန်မှာကျွန်တော်တို့ရွေးချယ်ထားတဲ့လူစီဟာအကောင်းဆုံးမဟုတ်ခဲ့ရေနော်။ဇာမောင်းတွေအလုံးစုစုစီးစီးနဲ့ဇာနိုင်မယ်လို့မျှော်လင့်ထားတဲ့ ရလက်ဖြစ်ပါတယ်။ဒါကြောင့်ဒီအစုဖွဲ့ကိုကျွန်တော်ကိုယ်တိုင်လည်းနှစ်သက်ပါတယ်။ဒါပေမဲ့ပွဲချိန်နီးကပ်လာလေလေအခြားတန်ရန်ရရှိထားတဲ့ဒါမောင်းတွေရှိမရှိကိုကျွန်တော်ပြန်လဲသုံးသပ်သွားမယ်။အဲ့ဒီအခြေခံမှာရွေးချယ်သင့်တဲ့လူကိုပြန်လဲစီစစ်ပြီးရွေးချယ်သွားဖို့လည်းရှိတယ်ဆိုပြီးတော့နီးပါကျော်ယူဂီတက်ဆူတို့ကအရေးမွဲပြောကြားသွားခဲ့ပါတယ်။မိထလူနဲ့ပတ်သက်ပြီးတော့ဖြေကြားခဲ့ပုံမှာတော့မိထလူကိစ္စကိုကျွန်တော်ပြီးခဲ့တဲ့အချိန်တွေတုန်းကလည်းပြောကြားသွားခဲ့ပါတယ်။မိထလူနေနဲ့သူ့နေနဲ့အကြောင်းကိစ္စတွေ အရာရာအားလုံးပြီးဆုံးနိုင်လို့ဆောင်နိုင်ရင်တော့မြန်မာလူပြည်သူမျိုးသမီးအသေးနဲ့ပြန်လဲပူပေါင်းနိုင်မှာဖြစ်တယ်ဆိုပြီးလဲနီးပြချက်ယူဂီတက်ဆူတို့ကပြောကြားသွားခဲ့တဲ့အတွက်မေထလူနေနဲ့ဂျောင်းဘက်ကညှိနှိုင်းလို့ရမယ်ဆိုရင်တော့လာမယ့်စီးကိန်းပြိုင်ပွဲမှာမြန်မာလူပြည်သူမျိုးသမီးအသေးတို့တရောင်းတနေရကနေပါဝင်သွားနိုင်မှုလဲမျှော်လင့်မိပါတယ်လက်ရှိချိန်မှာတော့မြန်မာလူပြည်သူမျိုးသမီးအသင်းကတော့သူတို့အနေနဲ့အုပ်စုချက်တယ်လို့ပြောလို့ရပေမဲ့လည်းအကောင်းဆုံးပုံစံရင်ဆိုင်ရှင်မြန်ကစားရင်းနဲ့ဆီမီဖိုင်နယ်အဆင့်ကိုတက်ရောက်သွားနိုင်ပါစေကြောင်းလဲဆုနမောင်းတောင်းပေးလိုက်ချင်ပါတယ်။